မြင့်စင်ဖြစ်တန်းနေရတဲ့ဘဝမှာလောကရဲ့တန်တွေကိုကြုံတွေ့ရင်ဆိုင်နေရတဲ့အခါမှာမိုးတို့မှာစိတ်ရဲ့မုန်းကျမှုတွေဖြစ်လာတယ်တင်းကျမှုတွေဖြစ်လာတယ်ဒါတွေကိုမိုးဟစ်ပနိုးစစ်ဆက်ရှင်ယူလိုက်ခြင်းအပြင်နာယူဝက်အတွင်းကိုယ့်ရဲ့စိတ်ရဲ့တင်းကျမှုတွေကိုပြင်ရော့စေတယ်အဲ့တော့ကိုယ့်ဘာသာကိုယ်လည်းဆက်ဟစ်ပနိုးစစ်လုပ်လို့ရတယ်ဟစ်ပနိုးတစ်တစ်ယောက်ကနေပြီးတော့ဟစ်ပနိုးစစ်လုပ်ပြင်တယ်ဒီစိတ်တွေကတက်လာတယ်အဲ့တော့ကိုယ့်ဘာသာကိုယ်ဆက်ဟစ်ပနိုးစစ်လုပ်တာနဲ့ဒီဟစ်ပနိုးတစ်တစ်ယောက်က hypnosis session ပေးတာနဲ့ပါကွာချားလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခြေထောက်တွေလက်တွေညောင်းကိုက်နေပြီဆိုရင်ကိုယ့်ဘာသာကိုနှိပ်တဲ့အရာသားနဲ့တခြားသူတရားကိုကာကိုနှိပ်ပြီးတဲ့အရာသားနဲ့ဒီလိုမျိုးကွာချားတာပေါ့နော်အဲ့တော့ဒီလိုမျိုး hypnosis session ယူလိုက်ခြင်းအပြင်ကမိုးစိတ်ရမွန်းချတင်းကျပ်မှုတွေမဟုတ်ခန္ဓာကိုယ်မှာတချို့တွေဆိုလို့ရှိရင်ဒီ joy တွေကိုယ်ကြီးရဲ့အရင်တင်းတောက်နေတာလက်ကြီးတင်းတောက်နေတာအသားတွေကမာနေတာပေါ့နော်ပျော့ပျော့နွံ့နွံ့နောင်နောင်မရှိတာ ခန္ဓာကိုယ်မှာအကျောတွေပြင်းတောင်းရအဲ့ဒါကလည်းဒီ hypnosis session ယူလာခြင်းအပြင်ခန္ဓာကိုယ်မှာရှိတဲ့အကျောတွေကပြေရောပျော်ပြောင်းပြီးတော့နေလို့ကောင်းလာတယ်အဲ့တော့ကိုယ်ကိုယ်ကိုယ်ဆက် hypnosis လုပ်နေတဲ့အချိန်မှာဖြစ်စဉ်သို့မဟုတ် ဒီ hypnosis တယောက်က hypnosis session ပေးနေတဲ့အချိန်ကိုက client အနေနဲ့ခံယူတဲ့အချိန်မှာပဲဖြစ်စေစိတ်ရောခန္ဓာကိုယ်ရောကပြေရောပျော့ပြောင်းနေတဲ့အခါမှာနေရတာအရင်ကောင်းတယ်ဆိုတော့မိတ်ဆွေကစိတ်ရဲ့မုန်းချမ်းမှုတင်းကျပ်မှုတွေရှိနေလို့ပဲဖြစ်စေသို့မဟုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာတချို့တွေဆိုရှိရအကျောင်းဇက်ကျောကြီးတင်းတောက်နေတာအသားတွေကမာပြီးတင်းတောက်နေတာခြေစောက်ခြေထောက် ဒီခြေစလုံးကြောကြီးတင်းတောင်းနေရဆိုလို့ရှိရင် hypnosis session ယူကြည့်ကြည့်ပါလို့အကြံပေးချင်တယ်ဒီဗီဒီယိုလေးကကျိုးစုံပြရရတယ်ဆိုရင်အခြားသူတွေကြည့်တော့အောင် share တော့ပေးနိုင်ပါတယ်ကျေးဇူးများအတင်ပါတယ်ရှင့်နောက်ဗီဒီယိုလေးမှာဆက်ဆုံးရမယ်နော်